င်ဆန်းဝင်းနဲ့ရံဖြစ်ခဲ့တဲ့အတိတ်အကြောင်းပွင့်လင်းစွာပြောပြလာတဲ့ကောင်းပြည့်ပရိသတ်များလုံးမင်္ဂလာပါရှင့် Famous Celine News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နာမည်ကျော်မိတ်ကပ်ပညာရှင်ခင်ဆန်းဝင်းနဲ့အတိတ်တုန်းကပြဿနာတွေအကြီးအကျယ်တက်ခဲ့တဲ့အကြောင်းဖော်ထုတ်လာခဲ့တာကတော့မင်းသားကောင်းပြည့်ပဲဖြစ်ပါတယ်။မင်းသားကောင်းကြီးကရုပ်ရည်ချောမောသလိုတရုပ်ဆောင်လဲကောင်းတဲ့အတွက်အားပေးသူပရိသတ်များစွာရှိခဲ့ပါတယ်။လက်တလုံးမှာလည်းအနုပညာလှူရှာမှုတချို့ကိုပြန်လည်လုပ်ကင်နေပြီဖြစ်တဲ့ကောင်းကြီးကတော့အတိတ်ကအကြောင်းတွေကိုပြန်လည်ပြောပြလာခဲ့ရပါ ကောင်းကြီးကပြေခဲ့တဲ့ရပိုင်ကပွဲခန္ဓာတစ်ခုမှာမင်္ဂလာသရိုသားသရိုသမီးပုံစံနဲ့သူရဲ့ချစ်သူတန်နာဘုံနဲ့အတူပွဲတက်ခဲ့ပါတယ်။ဒီလိုမျိုးပွဲတက်ဖို့အတွက်ပြင်ဆင်ပေးခဲ့တာကတော့တချိန်ကကောင်းကြီးနဲ့ပြည်ထနာအကြီးကျယ်တက်ခဲ့မှုတွေဆိုရင်နာမည်ကျော်မိတ်ကပညာရှင်ခေဆန်းဝင်းပဲဖြစ်ပါတယ်။ မကခင်ဆောင်ဝင်းနဲ့အရင်ကမတဲခဲ့ဘူးဆိုပြီးတော့သတင်းတွေအများကြီးထွက်ခဲ့ပေမဲ့လည်းအခုချိန်မှာတော့သတို့သားသတို့သမီးပုံစံပွဲတက်နိုင်ဖို့အတွက်မကခင်ဆောင်ဝင်းကိုယ်တိုင်ကပြင်ဆင်ပြီးတော့ဖန်တီးပေးခဲ့ရပါသတို့နှစ်ယောက်ကိုမင်္ဂလာဆောင်နိုင်ဖို့အတွက်လည်းစီစဉ်ပေးနေခဲ့တဲ့မာဂျီဆန်ကမကခင်ဆောင်ဝင်းကရင်နာနာနဲ့မင်္ဂလာဆောင်ပေးခဲ့တာဖြစ်ကြောင်းသတင်းတွေပြန့်နှံ့နေခဲ့ပါတယ်ဒီလိုမျိုးကရရထနေတဲ့အကြောင်းအရာတွေကိုကောင်းပြေကတော့မသိဘဲနဲ့ဘာမှမပြောကြဘူးအတွက်ပေါ်ရင်တတိပေးလာခဲ့ပါတယ် ထွက်ရှိနေတဲ့သတင်းတွေရောက်ဆိုရင်တော့မင်းသားကောင်းပြေကတဏှာပုံနဲ့မတွဲခင်တသိစဘဝရောင်ကမိကခင်ဇဝင်းနဲ့တွဲခဲ့ဘူးတယ်လို့သိရပါတယ်မိကခင်ဇဝင်းနဲ့အတော်ကြာချက်ချက်ခဲ့ပြီးတော့အကူအညီတွေများစွာကိုလည်းယူခဲ့ပြီးတော့အောင်မြင်တဲ့မင်းသားတလက်ဖြစ်လာခဲ့ပါတယ် အောင်မြင်လာတဲ့အချိန်ကျတော့မိတ်ခက်ခင်ဆန်းဝင်းကိုပြစ်သွားခဲ့ပြီးတော့ချောမောလာပါတဲ့မော်ဒယ်မာလေးတန်နာပုံနဲ့တွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်မိတ်ခက်ခင်ဆန်းဝင်းလည်းရင်နာခဲ့ရပြီးသူတို့နှစ်ယောက်ကြားမှာပြဿနာအကြီးအကျယ်တက်ကောင်မခေါ်နိုင်မပြောနိုင်ဖြစ်သွားခဲ့ရတာလို့သတင်းများစွာပေါ်ထွက်နေခဲ့ပါတယ်။ နေ့တော်ကြမခေါ်မပြောပဲပြဿနာတွေအကြီးအကျယ်တက်ရန်တွေဖြစ်ခဲ့တဲ့သူတို့နှစ်ယောက်ကအခုချိန်ကြတော့မှပြန်လဲအဆင်ပြေသွားခဲ့ပြီဖြစ်ပြီးမိကခင်ဆောင်ဝင်ကတော့ကြံရစ်ဖြစ်ခဲ့ပြီဆိုတဲ့သတင်းတွေကပေါ်ထွက်နေကြတာပါဒါကြောင့်ကောင်းပြေကတော့မိကခင်ဆောင်ဝင်နဲ့ပြန်တည့်ပြီလားလို့မေးစရာမလိုပဲသူတို့နှစ်ယောက်ကြားထဲမှာဘာပြဿနာမှမဖြစ်ခဲ့ဘူးလို့ပြန်လဲဖြစ်ရှင်းလာခဲ့ပါတယ်ကိုအချောင်းကိုကိုထက်တောင်ပူတည်နေပြီးမဟုတ်မမှန်သတင်းအမှားတွေဖြန့်ပြီးတော့ပြောနေကြတဲ့သူတွေနေနဲ့မသိရင်လည်းညင်ညင်လေးနေကြဖို့တည့်တည့်ပြောလာခဲ့ပါတယ် တို့နှစ်ယောက်ကြားထဲမှာဆက်ဆံရေးကလည်းပြည်သက်တွေထင်ထားသလိုမဟုတ်ပဲမာဂျီဆန်းနေနဲ့လည်းရင်နာစရာအသေးခွဲစရာအဖြစ်နဲ့မကြုံတွေ့ကြရပါဘူး။ဒါကိုကာယကံရှင်ထက်တောင်ပိုတိနေတယ်လို့လို့နဲ့တို့ရဲ့ကြားထဲမှာသုံးပွင့်ဆိုင်အချစ်ဆန်လမ်းပဲရှိနေတယ်လို့လို့ရင်နာစရာဇလန်းလေးတစ်ပုဒ်လို့လို့နဲ့သတင်းအမှားတွေရှောက်ဖြန့်နေကြပါတယ်။ဒါကြောင့်တို့ရဲ့အတိတ်မှာရန်ဖြစ်ခဲ့တဲ့ဆိုတဲ့သတင်းတွေကလုံးဝကိုအမှားပဲဖြစ်ပြီးတော့မခေါ်နိုင်မပြောနိုင်ဖြစ်နေကြတာလည်းမဟုတ်ပဲအများရန်အစဉ်ပြေပြေနဲ့ရှိနေခဲ့ကြောင်းကောင်းပြေကပြောလာခဲ့ပါတယ်။ကြက်တွေမျိုးစုံထားနေတဲ့ကောင်းပြေ ြီးနဲ့တနာဘိုးရဲ့အခြေရေးကတော့တိတ်မကြခင်လပိုင်းတွင်းမှာပဲလက်ထက်မင်္ဂလာပွဲကြီးကိုကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်လက်ထပွဲနီလာလေးလေးအနောက်ရှက်မျိုးစုံနဲ့ကြုံတွေ့လာရလေဖြစ်ပြီးရောမဟုတ်မမှန်တဲ့အမားတွေအပြန့်ခံနေရတာကြောင့်ကောင်းပြေကတော့ပေါ်တင်ပြောလာခဲ့ပါတယ်။မိကခင်ဆံဝင်နဲ့ဘာပြဿနာမှမရှိပဲမခေါ်နိုင်မပြောနိုင်ဖြစ်နေရဆိုတဲ့တဲ့အမားတွေကိုရက်တန်းကရက်ချဖို့အတွက်ကိစ္စတွေအလုံးကိုပွင့်လင်းစွာနဲ့ပြောပြလာခဲ့တဲ့ပုံမှာပြည်သက်ကြီးတို့ရောဘယ်လိုမျိုးထင်ကြပါသလဲရှင်။ အစောနေ့ကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။